စနေသားသမီးများအတွက်ဆေးလာပိုင်းတစ်လလုံးကကြမာ hostel နဲ့ဆောင်ရွက်ဆောင်ရွက်လေးတွေကိုဆံမလေးကအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဆံမကတော့ Tarot နဲ့ Bidding ရတဲ့များကိုပြောကြပေးသွားမယ်။ဆံမလေးသုံးခတ်မိပဲဖြစ်ပါတယ်ရှင်။ဆံမရဲ့ page ကို like and follow လေးလုပ်ပေးထားပါ။ဆံမရဲ့ TikTok account ကိုလည်း like and follow လေးလုပ်ပေးထားပါရှင်။ဒါမှဆံမနှစ်စဉ်နေပေးတဲ့ကုသပြုရတဲ့အိုင်နဲ့အခုလိုမျိုးရတဲ့ hostel လေးတွေကိုအခမဲ့တင်ပေးသွားမှာဖြစ်ပါတယ်ရှင်။ စနေသားသမီးတွေက6လပိုင်းမှာပေါ့နော်ငွေတွေကကြက်ဖန်းစရာမရှိကြက်ဖန်းစရာကုန်မယ်ပေါ့နော်အယောင်းဝယ်တွေပါမယ်လုပ်ငန်းတွေကမလဲပတ်ဘူး ကိုပိုင်စီးပွားရေးလုပ်တဲ့သူတွေကတော့လုပ်ငန်းတွေကရှေ့မရဝင်နေပေါ့နော်ရက်တက်နေတတ်တယ်အဲ့ဒါကြောင့်မို့ငွေတွေကကျန်းဖြစ်တယ်ငွေကကိုကရစရာရှိရတွေကလည်းမရပေးစရာရှိရတွေလည်းပေးရတော့မယ်အဲ့လိုမျိုးအခက်အခဲလေးတွေကြုံတွေ့နေရတတ်တယ်ပေါ့နော်ငွေအတွက်ကိုတော်တော်စိတ်ပူပေတော့ကရောက်တဲ့အချိန်ကာလလို့ပြောလို့ရရဲ့ရှင့်ကိုလာပိုင်းတော့ပေါ့နော်ဒါပေမဲ့စိတ်မပူနဲ့စမရဲ့စနေသားသမီးတွေကဒီဆယ်လာပိုင်းကနေစပြီးတော့အဲကောင်းလာတော့မှတကယ်ကိုကောင်းလာတော့မှဒီဆယ်လာပိုင်းမှာစနေသားသမီးတွေကပေါ့နော်ကိုလုံးစရာရှိရဲ့လုပ်ငန်းတွေ လုတ်ချင်တဲ့လုပ်ငန်းတွေဒါရဲရဲတာလုတ်ပါအောင်မြင်မဲ့အချိန်ကာလလိုလည်းပြောလို့ရပါတယ်ရှင်စက်တူရှယ်ယာလုပ်ငန်းတွေအကျိုးပေးတယ်ရဝေးခီးသွားရခြင်းရှိပါတယ်ရှင်။ဒီတွင်ပြပါခီးပေါ့နော်။သွားရခြင်းရှိတယ်။မမျော်လင့်ထားဘဲနဲ့ပေါ့နော်။လူတယောက်စီကအကူအညီရတတ်ပါတယ်ရှင်။စနေသားသမီးတွေကပေါ့နော်။စိတ်ထားစေတနာကောင်းတဲ့လူတိုင်းပေါ့လေစိတ်ရင်းကောင်းတဲ့ဆက်ဆက်နေကိုကဘယ်တော့ခါမှစနေသားသမီးတွေကဘသူ့အပေါ်မှာမကောက်ကျစ်ယုံပါတဲ့အတွက်ပေါ့နော်။စနေသားသမီးတွေရဲ့ တူသောအကျိုးပေါ့နော်ခံစားရရမယ့်အချိန်ကာလလည်းရောက်ရှိလာတော့ပါပဲဖြစ်ပါတယ်ရှင့်။ကိုကစေတနာကောင်းတော်လေစတိတသမိရစေတနာအလွန်ကောင်းတယ်စေတနာအလွန်ကောင်းတဲ့အတွက်ပေါ့နော်အခုရောက်လာတော့မယ့်စေလာပိုင်းမှာပေါ့နော်ငွေကြီးတွေပြန်ပြီးတော့အဆင်ပြေလာမယ်လုပ်ငန်းတွေပြန်ပြီးတော့လဲပတ်လာမယ်ပေါ့နော်ငွေတွေလည်းအလုံးအယင်းဝင်ခင်းရှိပါတယ်ရှင့်။အခက်ခဲတွေအားလုံးရှိရင်ပေါ့နော်အခုစေလာပိုင်းမှာလုံးဝပြေပျောက်သွားမယ်လို့တောင်ပြောလို့ရပါတယ်ရှင့်။ဒီစေလာပိုင်းမှာပေါ့နော်လက်အလွန်ရွှေတော့မယ်ငွေတွေအလုံးအယင်းဝင်မယ်ကိုရားစရာရှိတဲ့ငွေတွေပြန်ရမယ်ကျွေးတွေပေါ့နော်တဖြည်းဖြည်းနဲ့ပြန်ပြီးတော့ကြေလာတော့ မှာပဲဖြစ်ပါတယ်ရှင်။ပြီးရင်စနေသားသမီးတွေကဒီဆယ်လာပိုင်းမှာပေါ့နော်အလူအဒန်းလောက်ရခဲ့ရှိပါတယ်ရှင်။ကိုကတော့လုံးလိုက်မယ်ဆိုရင်တည်တည်လေးပဲဒါပေမဲ့အကြီးဖြစ်သွားတယ်ပေါ့နော်အလူအဒန်းနဲ့ပတ်သက်ပြီးတော့လူလောက်ရခဲ့ရှိပါတယ်ရှင်။စနေသားသမီးတွေကဆယ်လာပိုင်းမှာပေါ့နော်အိမ်အပြောင်းရွှေ့လုပ်ငန်းအပြောင်းရွှေ့လေးတွေကြုံတွေ့ရတတ်ပါတယ်ရှင်။လက်ဆောင်ပစ္စည်းတွေလည်းရတတ်ပါတယ်။ဟိုဒီဆယ်လာပိုင်းမှာစနေသားသမီးတွေလက်ခမောင်းတာခက်တော့လုံးဝဝေးကြီးနဲ့ပတ်သက်ပြီးတော့ထိတ်ဆုံးရောက်မဲ့အခြေအနေကိုရောက်ရှိလာပါပြီဖြစ်ပါတယ်ရှင်။ ငွေအလုံးကြီးနေဝင်မဲ့လက်တည့်အလုံးရွှင်လာတော့မှာပဲဖြစ်ပါတယ်ရှင်မိဘကျမ်းမာရေးပေါ့နော်မိဘကျမ်းမာရေးညံ့တက်တယ်ပေါ့နော်အထူးခရူးဆိုင်ပေးပါရှင်မျက်စိပေါ့နော်မျက်စိနဲ့ပတ်သက်ပြီးတော့ယောဂကူးတရခင်ရှိပါတယ်ရှင်မိမိကိုယ်တိုင်ကလည်းမျက်စိနဲ့ပတ်သက်ပြီးတော့ပေါ့နော်အထူးခရူးဆိုင်ပေးပါရှင်ပြီးရင်သွေးတိုးစီးချိုပေါ့နော်အထူးခရူးဆိုင်ပေးပါရှင်စနေသားသမီးတွေကပေါ့နော်အခုရပိုင်းသွေးနဲ့ပတ်သက်တဲ့ယောဂတွေပေါ့နော်ဒီခါလေးကြိုက်ခေါင်းရည်အရန်ကြိုက်တာတို့အဲ့လိုမျိုးပေါ့နော်ခန္ဓာကိုယ်ကအဲ့လိုလေးလေးဖြစ်နေရတို့ထုံကျင်ကြိုက်ခဲနေရတို့ပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တတ်ပါတယ်ရှင်အဲ့လေးတွေအထူးခရူးဆိုင်ပေး ပါရှင်စတေသားသမီးတွေကပေါ့နော်လုံးဝကိုဒီဆယ်လာပိုင်းမှာတော့လက်ခမောင်းခက်ရမှာရှန့်ရှန့်တောက်ပဲလုံးဝ special ကောင်းတယ်လို့တောင်ပြောရမှာရှင်စနေသားသမီးတွေကပေါ့နော်ဒီဆယ်လာပိုင်းမှာအဲ့ကြောင့်မလို့ကိုကပူပင်တော့ကမှုတွေရှိရယ်ငွေကြီးကြောင့်စိတ်ပူပန်နေရတယ်ဆိုရင်အဲ့ဒီအားတွေအားလုံးမေးလိုက်ပါတော့ဒီဆယ်လာပိုင်းမှာဆမတို့အကောင်းဆုံးနေပြောက်ရှိလာတော့မှာပဲဖြစ်ပါတယ်ရှင်ကိုကပေါ့နော်ဟိုစနေသားသမီးတွေကအခုကာလဆယ်လာပိုင်းမှာပေါ့နော်ဆမကတော့အကြံပေးနေတာကတော့ဘာသာရေး ကိုကဖိဖိစီစီလောက်ပါရှေကိုရဲ့ပုတ်ကိုကိုစောက်ရှောက်နေရဲ့အစောက်ရှောက်ကောင်းနေရကိုကိုမတက်တဲ့အဲ ို့ပုကိုရီယာပေါ့နော်ချစ်ခင်နဲ့အဲ့အတွက်ကို့မားစတက်တယ်ပေါ့နော်အဖခင်တရားများများလို့အဋိဌံတွေဝင်ပတိတွေစိတ်ပေးပါလို့ဆံမလေးကပြောချင်ပါတယ်ရှင်စိန်အပါဝင်စက်ပစ္စည်းဝင်ကင်းရှိပါတယ်ရှင်အဖိုးတန်ပစ္စည်းတွေလည်းဝင်ကင်းရှိပါတယ်ရှင်ဒီဆယ်လာပိုင်းဟာစနေသားသမီးတွေအတွက်လုံးဝကိုကန်ကောင်းတဲ့လလိုအောင်ပြောလို့ရပါတယ်ရှင်ပြီးရင်စနေသားသမီးတွေကအထူးဂရုစိုက်ပေးရမှာပေါ့နော်အနောက်ရှက်အတိုက်ခိုက်လေးတွေရှိရယ်ပေါ့နော်အဲ့အားလေးတွေအထူးဂရုစိုက်ပေးပါရှင်မိတ်ဆွေရင်းရပဲဖြစ်ဖြစ်ပေါ့နော်ကို့မိတ်ဆွေတူဦးကကို့ကိုပေါ့နော်မကောင်းကြံလောက်တတ်တဲ့ ဲကိုကိုတိုက်ခိုက်တတ်တယ်ပေါ့နော်အဲ့အားလေးတွေအထူးကင်းယူဆက်ပေးပါရှင့်ကိုစီးပွားရေးကိုပဲဖြစ်စေလူမှုရေးကြောင့်ဖြစ်စေတနည်းနည်းနဲ့ပေါ့နော်ကိုကိုတိုက်ခိုက်တတ်တယ်အဲ့အားလေးတွေအထူးကင်းယူဆက်ပေးပါရှင့်စနေသားသမီးတွေကပေါ့နော်အခုဆယ်လာပိုင်းမှာဖုံးကန်မြင့်မယ်ပေါ့နော်ဂုံတည်င်းကြော်စောတော့မှာပဲဖြစ်ပါတယ်ရှင့် အခြေရရတော့ရည်သားမရှိသေးတဲ့သူတွေကတော့လက်ပွင့်ဆန်းပွင့်နေပေါ့နော်ဒီကာလမှာလက်ပွင့်ဆန်းပွင့်တဲ့ကာလမျိုးလို့အဲကိုယ့်ရဲ့ EH တောင်မှာကိုယ့်စီကိုပြန်လာခင်းတောင်ရှိပါတယ်ရှင့်အိမ်တောင်ကြီးကတော့ကောင်းတယ်ဒါပေမဲ့အထူးတတိထားပေးရမှာကဆွေမျိုးကြောင့်ဖြစ်စေအဲဘေးလူကြောင့်ဖြစ်စေပေါ့နော်လင်မယားချင်းချင်းပေါ့နော်စကားများရခင်းရှိရဲအထူးဂရုစိုက်ပေးပါရှင့်ပညာရေးပညာရေးနဲ့ပတ်သက်ပြီးတော့လည်းကောင်းတယ်မစိုးဘူးပညာဓုပညာကုန်ရတတ်တယ်ပေါ့နော်နိုင်ငံရဲ့အခြားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာအကျိုးပေးမယ်အောင်မြင်မယ်ပြန်ပြီးတော့အဆင်ပြေလာမှာပဲဖြစ်ပါတယ်ရှင့် ဲဒါဆိုရင်ဆံမကစနေသားသမီးတွေပေါ့နော်ဒီဆယ်လာပိုင်းတစ်လလုံးမှာလုံသမျှတွေအစဉ်ပြေအောင်လုပ်ငန်းကိုင်ကန်တွေအစဉ်ပြေအောင်အခက်အခဲတွေရှိနေရင်ပြန်ပြီးတော့ပြေသွားအောင်လို့ဆံမလေးကရေတရပေးมาပဲဖြစ်ပါတယ်ရှင်အဲ့ဒီရေတရလေးကတော့ဆံမတို့မြတ်စွာဘုရားရှင်ကိုရိုမြကြီးကိုနားနို့တစ်ခွက်ပေါ့နော်နားနို့တစ်ခွက်ဒင်းချင်တစ်ခွက်ပေါ့နော်နှစ်ခုပေါ့နော်ကတ်လူပူဇော်ပေးရမှာပဲဖြစ်ပါတယ်ရှင်ဒါကဒီဗီဒီယိုလေးကိုစတဲ့ရနေရစပြီးတော့ပြုလုပ်လို့ရပါတယ်ရှင် တရရဲ့ထဲပြုတ်လို့ရမှာပဲဖြစ်ပါတယ်ရှင်စနေသားသမီးတွေကနွားနို့တစ်ခွက်နဲ့ဒိန်ချင်ပေါ့နော်တစ်ခွက်ကက်လူပူစော်ပေးပါရှင်မြတ်စွာဘုရားရှင်ကိုရမကြီးကိုပေါ့နော်ပြီးရင်ဆမတို့နွားနို့ဒိန်ချင်ခဲပွဲပေါ့နော်ကက်လူပူစော်ရတော့အကျိုးအကြောင်းတပိတော်မမရှိတဲ့အခက်ခဲတွေအားလုံးပြပြပါစေငွေကြီးနဲ့ပတ်သက်တဲ့အခက်ခဲတွေအားလုံးကျော်လွှားနိုင်ပါစေလက်လာပါတကားကြီးလည်းပွင့်လာပါစေလို့ဆုတောင်းပေးပါရှင်ဒီဆလာပိုင်းကနေစပြီးကိုကအာမင်တိုးတက်မဲ့ကာလာမို့လို့ဆမတော့အကြံပေးချင်တာကတော့အမေသာစိတ်သာအထူးရှောင်ပေးပါရှင်အမေသာစိတ်သာမဆိုင်တော့ပို့ပြတော့ကောင်းနေပေါ့နော်အဲလက်တွေပြန် ြန်ပြီးတော့ပွင့်လာမယ်။အယောင်ဝယ်တွေပြန်ပြီးတော့အဆင်ပြေလာမှာပဲဖြစ်ပါလေရှင့်။ကိုမလိုအပ်တဲ့ပစ္စည်းတွေအသုံးမလိုတဲ့ပစ္စည်းတွေဥပမာဖနှက်ပေါ့နော်။ဖနှက်တို့ထီးအစုပ်ပြက်တို့ပေါ့နော်။နိုင်ဆိုလဲဟိုရက်နေရမျိုးတွေမဖြစ်စေနဲ့ပေါ့နော်။အဲထီးအစုပ်တို့ဖနှက်အစုပ်တို့လွတ်ပစ်ပေးပါရှင့်။နိုင်ဆိုရင်လဲအမ်ရက်နေရနိုင်တွေလွတ်ပစ်ပေးပါဒါမှမဟုတ်တကယ်ထည့်ပေးပါပေါ့နော်။အဲ့လိုမျိုးလေးတွေလုပ်ပေးပါရှင့်။ဒါဆိုရင်လက်လာပါတွေပွင့်လာမယ်ပေါ့နော်။အရန်ကိုကောင်းလာတော့မယ်အခြေအနေကိုရောက်ရှိလာတော့မှာပဲဖြစ်ပါလေရှင့်။ ။ဆက်မရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာလည်းမိမိရဲ့နေ့နံလေးတွေမှန်ထားပေးပါ။ဆက်မလေးတဦးတယောက်ချင်းစီတိုင်းကိုစီမံဆူတောင်းပေးပါမယ်ရှင်။ဆက်မစီမဗီဒီမီလို့ရရတယ်၊စတာဆစ်လို့ရရတယ်၊တဲရိုမီလို့ရရတယ်၊ငွေကြီးနဲ့ပတ်သက်တယ်ပေါ့နော်။ငွေလန်းတွေလာပြီးတော့ဖွင့်လို့ရတယ်။ဆက်မစီမငွေလန်းဖွင့်တဲ့ကံမြင့်ရတဲ့ရာတွေလာလို့မယ်ဆိုရင်ဆက်မလေးကတိုက်ရိုက်တက်စစ်လုပ်ပေးတယ်၊ပွဲထုတ်ပေးတယ်ပေါ့နော်။အဲပြီးရင်ဆက်မကရရအပ်တဲ့သူတွေကိုတလားစာပေါ့နော်ရွှေဖျောင်းနိုင်စီရင်ထားတဲ့ဟိုစစ်ဖျောင်းနိုင်ပေါ့နော်တလားစာပေါ့နော်လက်ဆောင်ပေးပါတယ်ရှင့်အဆောင်ပုံလေးနဲ့လက်ဆောင်ပေးပါတယ်ရှင့် ဆမစီမှာရေရဲအပ်တဲ့သူတိုင်းကိုဆမလေးကလက်ဆောင်ပေးတာဖြစ်ပါတယ်ရှင့်ဆမစီမှာလည်းစေဖြောင်းနိုင်လေးတွေလာပြီးတော့မာယူလို့ရပါတယ်ရှင့်အဲဒီစေဖြောင်းနိုင်ပေါ့နော်အစိမ်းအောင်ရွှေရောင်ငွေရောင်ပေါ့နော်တစ်ခါထွန်းရင်သုံးနိုင်ပေါ့နော်ဆောင်ပုံလေးတွေလည်းလက်ဆောင်ထည့်ပေးပါတယ်ရှင့်ပြီးရင်ထွန်းရမယ့်အညွှန်းလေးတွေဆာရွက်လေးတွေဆမလေးကလက်ဆောင်ထည့်ပေးထားပါတယ်ရှင့် စမစီမှာလည်းပေါ့နော်ပီရအဆောင်ရင်မွေးကြီးလည်းလာရောက်မှာယူလို့ရပါတယ်ရှင်ပီရရင်မွေးဆိုတာကပေါ့နော်လူချစ်လူခင်ပေါ်များတယ်ငွေကြီးတွေပြန်ပြီးတော့ပွင့်လန်းလာတယ်ပေါ့နော်ခုမှအញ្ញံအတိုက်ကိုင်းနောက်ဆက်တွေရှိရင်လည်းဒီရင်မွေးလေးဆွတ်လိုက်ရင်ပြပြောက်သွားတယ်ပေါ့နော်အရေးကြီးကိစ္စတွေပြောဖို့ရှိရင်ပေါ့နော်ဒီရင်မွေးလေးဆွတ်ပြီးတော့ပြောကြည့်ပါပြောသမျှအောင်နေပေါ့နော်ဒီရင်မွေးလေးတွေစမစီမှာလာရောက်မှာယူလို့ရပါတယ်ရှင်ဒီမှာအဆောင်အဆောင်ဖြောင်းနိုင်လေးစိတ်ဖြောင်းနိုင်လေးရောအဆောင် ပုံလေးရောကျွန်မလေးကထည့်ပေးထားပါရရှင်ဒါလေးကတော့3800ပဲရှိပါရရှင်ဒီအဆောင်ဆေးဖြောင်းနိုင်ကတော့2900ပဲရှိပါရရှင်ဇမစီမှာလာရောက်မှာယူလို့ရပါရရှင်ဟုတ်ကဲ့ဇမကိုကြည့်ရှုနေတဲ့ခုနှစ်သသမီများအားလုံးကျွန်မချမ်းသာကြပါစေပန်းလူမွေရီလူအေးချမ်းကြပါစေလို့ဇမလေးကစီမံဆုတောင်းပေးလိုက်ပါရရှင်အားလုံးပဲကျေးဇူးအထူးတင်ပါရရှင်